တို့အခင်ဗျားတို့ကြွေးကြော်ဒီမိုကရေစီလည်းမဟုတ်ဖက်ဒရယ်လည်းမဟုတ်တို့အကျိုးစီးပွားတို့လုပ်နေတာလက်နက်ကအဖွဲ့တွေအဖွဲ့တွေတိုင်းမှာတို့အကျိုးစီးပွားအကျိုးစီးပွားတွေကိုယ်စီရှိတယ်အဲ့ဒီအကျိုးစီးပွားတွေကိုခင်ဗျားတို့အသက်တွေဘဝတွေခံနေတာကဗမာစစ်တွေကြောဗမာကွန်တုံးတွေ PDF ကွန်တုံးတွေတတိယပြည့်ခင်ဗျားဒီလက်နက်ကအဖွဲ့တွေကိစ္စပြင်းပြောက်ဖို့တော့ခင်ဗျားတို့ကွန်တုံးပြီးလဲပြောအဲ့ကွန်တုံးလေးချုပ်ပြီးတော့လွတ်မလိုက်တာခင်ဗျားတို့ဘဝတွေအဲ့ဒါတွေပဲဆက်ကြည့်တာလာရှိုးမျိုးလိုပဲအခြားသောတမျိုးပြီးတမျိုးဆက်လာလိမ့်မယ်မင်္ဂလာပါ မြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးကြပါမယ်။ဒါကတော့လာရှိုးအခြေအနေ။အဲတော့လာရှိုးအခြေအနေနဲ့ပတ်သက်ရင်လက်ရှိဒီကနေ့မှာဒီလာရှိုးမျိုးပေါ်မှာလွှင့်ထူထားတဲ့ဒီစစ်သွေးရ MMD ရဲ့အလံလေးအကုန်ရုပ်သွားပြီ။ဘာမှမကြံတော့အကုန်လုံးရုပ်သွားပြီ။အဲတော့တချို့ကပြောတယ်အာမင်းတို့လာရှိုးမင်းတို့တက်မလို့ကြီးတက်ယူလာမဟုတ်ဘူးကွာ။တက်ယူလာမဟုတ်ဘဲနဲ့မင်းတို့တက်ထိုင်အောင်ဒီလိုမျိုးတွေပြောပါတယ်။စစ်သွေးရအုပ်စုဒီလိုတွေပြောပါတယ်။အဲတော့ စစ်တိုက်တယ်ဆိုတာကစစ်တိုက်တယ်ဆိုတာကကျွန်တော်လက်နက်ကြီးနဲ့ပြင့်တယ်လည်းမရဘူးစစ်စင်ရေးတခုလည်းလုံးလို့မရဘူးစစ်တိုက်တယ်ဆိုတာစစ်ရေးနိုင်ငံရေးတခုလုပ်ရတယ်စစ်ရေးနိုင်ငံရေးလုပ်ရတယ်စစ်ရေးနိုင်ငံရေးဆိုတဲ့နေရာမှာ နိုင်ငံရေးမှာကျွန်တော်အမာနဲ့လည်းသွားတယ်အပြော့နဲ့လည်းသွားတယ်စစ်တိုက်တယ်ဆိုတာကကျွန်တော်စစ်ရေးလိုတယ်နိုင်ငံရေးအမာကိုင်းလိုတယ်အပြော့ကိုင်းလိုတယ်ဒီလိုသုံးတဲ့သွားတာဒီတောက်တိုင်းတော့သုံးတဲ့သွားတာဒါစစ်ရဲ့သဘောပဲအဲ့တော့ဘလူးဝဲပြပြကျွန်တော်လာရှိုးမျိုးက လာရှိုးမျိုးနဲ့ပတ်သက်ရင်ဒါကကျွန်တော်တို့ဒီ soft power ကနေပြီးတော့ကျွန်တော်တို့နိုင်ငံရေး soft power ကနေပြန်ရတာပဲဗျနိုင်ငံရေး power ကနေပြန်ရတာပဲအဲ့တော့ဗျာခင်ဗျားတို့သိပါလေဒီလာရှိုးမျိုးမှာပါကပါတို့ပါလာပါတို့ဗျာဘာအညာအဆုံးနေရပဲဗျာအမှကျွန်တော်တို့အဲ့မှာဆိုရင်ဥထုံးထုံးဟဲ့ဥထုံးထုံးဟဲ့တော့မှအမှမျိုးအုပ်ချုပ်ရေးဖွဲ့တယ်မှာပါတယ်ဥထုံးထုံးဟဲ့ဆိုတာကဒီ NLD ရဲ့ကျွန်တော်တို့ဒီစီးစီးအဖွဲ့ဝင်ဒေါ်မေတကြံဟဲ့ရဲ့မေတကြံဟဲ့ရဲ့အဖေရခင်ကနောင်ချုံမျိုးနဲ့ပြည်သူလို့တော့ကိုယ်စလဲဥထုံးထုံးဟဲ့ဆိုတာ မေတ္တာချင်းရဲ့အဖေပြီးခဲ့တဲ့ကာလတစ်ဆယ်နှစ်ဆက်ကုန်ကာလမှာတိုက်ဝဲတွေဖြစ်ပြီးတော့ဒီထောင်ဖောက်ပြီးတော့ MMD ကထိချုပ်ပြီးတဲ့နောက်ပိုင်းမှာဒီထောင်ဖွင့်မိလိုက်တဲ့အခါမှာဦးထွန်းနှုတ်ဟင်ကထွန်းနှုတ်ဟင်ပေါ့ဗျာထွန်းနှုတ်ဟင်ကကျွန်တော်တို့ဒီလာရှိုးရဲ့လက်ရှိမျိုးချိုးရဲ့ခေါင်းဆောင်လုပ်နေတယ်အခုတော့ထွန်းနှုတ်ဟင်ကပြေးပြီလားမပြေးဘူးလားကျွန်တော်လည်းမသိဘူးအဲ့တော့လာရှိုးမျိုးရဲ့အခြေအနေလက်ရှိတော့ကျွန်တော်တို့ဒီလာရှိုးမျိုးရဲ့အခြေအနေပတ်သက်ရင်ကျွန်တော်ဒီစင်နဂေါဟိုတယ်မှာအဲဒီတရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ ေကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ကိုယ်စားလှယ်ဖွဲ့ပြီးရင်ကျွန်တော်တို့ဒီ MMP ရဲ့ကိုယ်စားလှယ်ဖွဲ့၃ဖွဲ့နဲ့ကျွန်တော်တွေ့ပြီးတော့ဆွေးနွေးသိရတယ်ဒီ MMP ကတော့ဒီ April 27ရက်နေ့နောက်ဆုံးထားပြီးတော့ဒီ live show မျိုးနဲ့ထွက်มาဖြစ်ပါတယ်သူတို့ပြောသလိုပါဗျာဒီတက်ကမြို့ထဲမှာနေပြီးတော့ MMD ကမြို့ပြင်မှာနေရမယ်ဆိုတော့သူပြောဆိုနေကြတာရှိပါတယ်အဲ့ဒီတဲ့င်းတွေကကျွန်တော်တဲ့င်းမားတွေကဖြစ်ပါတယ် MMD က MMD ကသူတည်ရချင်းခင်ဗျားတို့နတ်တိုင်ကြက်သလိုတည်ရချင်းသူတို့ကဒီ live show ကနေသူတဖြည်းဖြည်းသူတို့ရှုပ်ရမယ်နောက်ဆုံးသူကဒီ lock ไก่นี่ဆုပ်ရမယ် ယခင်ကျွန်တော်တို့ဒီကိုကကိုပိုင်အုပ်ချုပ်ခွင့်ရမြို့မှာပြန်ပြီးနေရမယ်။လက်ရှိတို့ဒီဆိုင်မောက်ဒေသလမ်းမိုင်းတွေမှာတို့ထိချုပ်တဲ့အေရီးယားတွေအားလုံးကတို့ဆော့ရမယ်။ဆော့ပြီးတော့ယခင်ကိုကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ပြန်နေရမယ်။ဒါတို့ရဲ့အခြေအနေ။ပြီးရင်ကျွန်တော်တို့ဒီလာရှိုးထောင်ထဲမှာကျွန်တော်တို့ဒီရှိနေတဲ့ထုတ်ထူပါပဲကျွန်တော်တို့ဒီဖန်စီချစ်ချစ်ရောဘက်ကိုရွှေပြောင်းခံရတဲ့ဒီကျွန်တော်စစ်သုံးမှန်းတွေရှိတော့တက်မော်သားရှိတာပေါ့။ဒါပါဆိုတော့တက်မော်သားလိုပဲသုံးပါမယ်။အဲ့တော့ဒီတက်မော်သားတွေလည်းကျွန်တော်တို့ဒါ ပြန်ပြီးတော့လှုပ်มาဖြစ်ပါတယ်ကျွန်တော်တို့တည်တာပြန်ပြီးလှုပ်มาဖြစ်ပါတယ်အဲ့တော့ဒီတက်မသားမိသားစုဝင်နေအနေနဲ့ဒါကျွန်တော်တို့အများကြီးစိတ်မူပါနဲ့ကျွန်တော်တို့ဒီပြန်လှုပ်มาပါပြန်လှုပ်มาပါအဲ့တော့ခင်ဗျားတို့ရှင်းပါတယ်ကျွန်တော်စစ်ဒီနိုင်ငံအရေးမှာနိုင်ငံအရေးမှာကျွန်တော်စီစီနဲ့လည်းသုံးရတယ်နိုင်ငံရေးအမာလည်းသုံးရတယ်အပျော်လည်းသုံးရတယ်အဓိကကကိုယ့်ရဲ့ရည်မှန်းချက်ရဖို့ပဲခင်ဗျားကလာရှိုးမျိုးကိုရဖို့တော့ခင်ဗျားလူတွေထပ်သေးပြီးတော့ခင်ဗျားတိုက်ဆရာမှမလို့တာဗျာမလို့တာဗျာခင်ဗျားကလည်းအဓိကရဖို့ပဲလေဗျာရတယ်ဘာဖြစ်လဲ လာလိုက်မယ်လာရှုံမြို့ကကျွန်တော်စီရေးရအရေးပါတယ်စီရေးရအရေးပါတယ်ခင်ဗျာတစ်ဖက်မှာကျွန်တော်တို့ဒီ KRI ထိန်းချုပ်တဲ့ line စာတိချိထိန်းချုပ်နိုင်တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီ moment စသဖြင့်ပြောနောက်ဆုံးအဝေးမပြောမနဲ့ဒီ TNL ထိန်းချုပ်တဲ့ data တွေကိုမကြခင်ခင်ဗျာအဲ့မှာလာရှုံကနေထိုးစစ်စစ်လိုက်ခဏလေးပဲလာရှုံကစီရေးနိုင်ငံရေးစီးပွားရေးအရန်ကိုအရေးပါတယ်အရန်ကိုအရေးပါတဲ့နေရာဖြစ်တယ်အဲ့တော့လာရှိုးမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ရခင်က NUG ဖွဲ့တွေကြွေးကြော်ခဲ့တဲ့ ဒါဟောသူတို့ဖွဲ့တယ်ဒီမှာရှိတာရောဟိုဖွဲ့တယ်ဒီမှာရှိတာရောဘာလို့ညာရောပေါ့ဗျာဟိုဘယ်လေးရောက်သွားကြလဲလွတ်ပါအောင်ဒီ NUG နဲ့ထွက်ပြောပါအောင်လာရှိုးမျိုးကို MMD ကဒီတက်ဘလော့တန်ပြန်ပေးလာအားလုံးလက်မခံကြအောင်ထွက်ပြောလေဘယ်သူထွက်ပြောမလဲခင်ဗျားဗစက်တွေဘာတွေပိတ်နေလဲလောက်ပါအောင်ဒီဒီ NUG ဖွဲ့တယ်ထွက်ပြောလေဗျာမကျေနပ်ကြအောင်ခင်ဗျားတတ်တိရှိထွက်ပြောအာလာရှိုးမျိုးတိုက်ခဲ့တာ MMD တဖွဲ့လည်းမဟုတ်ဘူးဒါ PDF တွေပါတယ်ထွက်ပြောလေဗျာအမဟာမိတ်တပေါင်းစီပါထွက်ပြောလေ ဘယ်သူတွေထွက်ပြောမှာလို့လဲအဲ့တော့ခင်ဗျားတို့သိရမှာကသိရမှာကတက်မတော်ကတစ်ဖက်မှာကျွန်တော်တို့စည်ရေးနဲ့စည်ရေးသွားတယ်တစ်ဖက်မှာကျွန်တော်နိုင်ငံအပြော့မှာသွားတယ်တိတ်ကိုရေးကြည့်တာခင်ဗျားနိုင်ငံမပါပဲစစ်တိုက်လို့ဘယ်တော့မှမအောင်မြင်ဘူးဘယ်တော့မှမပြင်မအောင်မြင်ရှင်းရှင်းလေးပဲခင်ဗျားတို့လက်ရှိဒီ PDF တွေကြည့်လိုက်ပါခင်ဗျားဘာနဲ့ရွာလဲဒလန်ဒလန်ဆိုတတ်တာနဲ့ပဲရွာလဲနေတယ် သူတို့လည်းဒလန်ဒလန်ဒလန်မှုလိုက်တက်ဒါနဲ့ပဲကြွားရည်လဲခင်ဗျားတို့ဒလန်ဒလန်ဆိုပြီးတက်တဲ့ဟာတွေကခင်ဗျားတို့ဒီနိုင်ငံတကာအဖွဲ့တွေမသိဘူးမပြောနဲ့အကုန်သိတယ်ခင်ဗျားတို့လူတွေကိုခင်ဗျားတို့ဥပဒေမှာတက်နေတယ်ဆိုတော့အကုန်သိတယ်အကုန်သိတယ်အဲ့ကြောင့်ခင်ဗျားတို့ဒီနိုင်ငံတကာအဖွဲ့တွေကဒီ NUG နဲ့ပတ်သက်ရင်သူတို့စောင့်ကြည့်ကြတယ်ရခင်ကစောင့်ကြည့်ကြမှာဒီဖွဲ့ကြီးက တကယ်ကိုတော်ရင်ဥပဒေကျင့်သုံးနေတာပါလားဒီဖွဲ့တွေကဥဆောင်တဲ့သူလည်းမရှိဘူးဟိုနေရာမှာသူသူလူငါသမီးဒီနေရာမှာသူသူလူငါသမီးဘယ်သူနဲ့စကားပြောလို့ပြောမှလည်းမသိဘူးခင်ဗျားတို့ဘာနဲ့သူလဲဆိုတော့ ဒီရက်ကွက်ကထဲကခင်ဗျားတို့ကဒီပြန်ကြဈေးတဲ့အဆင့်လောက်ပဲရှိတယ်။ဟောင်းပွားဟောင်းပွားဟိုဟာဟောင်းပွားဒီဟာဟောင်းပွားဟောင်းပွားဟောင်းပွားဒါနဲ့ပဲပြီးသွားမှာ။အဲ့တော့ရှင်းပါလေလာရှိုးမျိုးကိုတက်မလို့ကပြန်ယူလိုက်တာကစီရေနိုင်ငံမှာကျွန်တော်အပြောအမာရောဒီတောက်ကြိုင်တုံးနဲ့ပြန်ယူခဲ့တာ။အဓိကခင်ဗျားရည်ရွယ်ချက်ရဖို့ပဲလေဗျာခင်ဗျားကလည်းထပ်ပြီးတော့ခင်ဗျားជីကုံစာဘာလို့မှာလဲဗျာជីကုံမခံတော့ဘူးဗျာ။လာရှိုးကိုပြန်တိုက်ဖို့အတွက်ခင်ဗျားဒီနေရာမှာជីသေး ဒီလိုဒီလိုကျွန်တော်တို့ soft power နဲ့ရတဲ့ခါမှာဒီနေရာမှာမသုံးမင်းအခြားနေရာသွားသုံးတော့မှာပါဗျာခမရလဲအခြားနေရာသုံးစရာတပုံကြီးပဲတပုံကြီးပဲခမရတို့လာလိုက်မယ်လာလိုက်မယ်ခမရတို့ဒီလက်ရှိစစ်သွေးကြွားတွေကြွေးကြော်နေတာကခမရတို့အဲခမရတို့ကြွေးကြော်ဒီမိုကရေစီလည်းမဟုတ်ဖက်ဒရယ်လည်းမဟုတ်သူတို့အကျိုးစီးပွားသူတို့လုပ်နေတာလက်နက်ကိုင်အဖွဲ့တွေအဖွဲ့တွေတိုင်းမှာသူတို့အကျိုးစီးပွားအကျိုးစီးပွားတွေကိုယ်စီရှိတယ်အဲ့ဒီအကျိုးစီးပွားတွေကိုခမရတို့အသက်တွေဘဝတွေခံနေတာကဗမာစစ်သွေးကြွားဗမာကုန်လုံးတွေ ပီဒီအကုံလုံးနေတနည်းအားဖြင့်ခင်ဗျားဒီလက်နက်ခိုင်ဖွဲ့တွေကိစ္စပြင်းပြဖို့တော့ခင်ဗျားတို့ကုံလုံးပြီးလဲပြောအဲ့ကုံလုံးလေးချုပ်ပြီးတော့လွှတ်မလိုက်တာခင်ဗျားတို့ဘဝကလည်းအဲ့ဒါလေးပဲဆက်ကြည့်တာလာရှိုးမျိုးလိုပဲအခြားသောတမျိုးပြီးတမျိုးဆက်လာလိမ့်မယ်